ဆရာ officer ပြောတဲ့စကားလိုပဲလေဒီလက်ရှိဒီကနေ့ကတော့အသေးစားဆုံးပဲကိုယ်တော့လက်မဆိုင်ဘူးအမျိုးမျိုးတွေအခုကျမတို့ဆီမှာတက်တရားစိုက်နေရတဲ့အခါကြတော့လေအသက်ရှင်နေတဲ့အချိန်ခါမှာကျမတင်တာပေါ့ဟိုဖြစ်နိုင်ရင်တော့ဒီတဲ့အသက်ကိုရှင်ကျင်တာပေါ့တချို့ပြောကြတာပေါ့ပရိဒါမိခင်ကြီးတို့ဘာလို့ညာတို့ပေါ့ပရိဒါလုံးကြတာပေါ့ဟိုကျမတို့အများချမ်းပါတယ်တို့ဘာလို့ပြောကြတာပေါ့ဒါပေမဲ့တကယ်ပြောရမယ်ဆိုလို့ရှိရင်တော့ကိုကိုစိုးကိုလောက်တာ ီနေ့ကကျမရဲ့အသက်82နှစ်ပြည့်ဝင်နေပါဝင်လို့ဆိုတော့လေတနစ်ကိုကြီးသွားတာပေါ့အဲတနစ်ကိုကြီးသွားတဲ့အခါကျတော့ကိုလုံနိုင်တဲ့အလုပ်ဆွမ်းအားတွေကတနစ်ပို့ပြီးတော့မတန်ဆွမ်းဖြစ်လာမလားလို့အစိုးရိမ်တာပေါ့နော်အဲ့တော့ဒီကနေ့ကတော့ကျမဆရာအော်ဖီဂျက်ပြောတဲ့စကားလိုပဲလေဒီလက်ရှိဒီကနေ့ကတော့အသေးစားဆုံးပဲကိုယ်တော့လည်းမဆိုင်ရင်အမျိုးမျိုးတွေအခုကျမတို့ဆီမှာတက်တရားစိုက်နေရတဲ့အခါကျတော့လေ အဲ့တော့အသက်ရှင်နေတဲ့အချိန်မှာအများပေးကြတဲ့စုတိုင်းပဲပေါ့အသက်ရှင်နေတဲ့အချိန်ခါမှာကျမ်းမာကျင်တာပေါ့မကျမ်းမာဘဲနဲ့အသက်ရှင်နေလဲဘာမှမလုပ်နိုင်ဘူးလေအဲ့တော့ကျမ်းမာပြီးတော့အသက်ရှင်နေလဲဟိုဖြစ်နိုင်ရင်တော့ဒီတဲ့အသက်ကိုရှင်ကျင်တာပေါ့နော်ဘာလို့ရှင်ကျင်တာလဲဆိုတော့ဟိုအလုပ်တွေအများကြီးလုပ်ရှင်လို့ပေါ့အလုပ်လုပ်ရှင်နေဆိုတာကတော့ကျမလုပ်နေတဲ့အလုပ်တွေရှိတယ်အဲ့ဒီအလုပ်တွေကလည်း ဟိုတချို့တွေကပြောတာပေါ့နော်အများကောင်းကျိုးလုပ်ကြတာပေါ့နော်ဟာအများကောင်းကျိုးလုပ်တယ်တို့ပဲဆိုပြောကြတာပေါ့ပရိဒါမိခင်ကြီးတို့ဘာလို့ညာတို့ပေါ့ပရိဒါလုပ်ကြတာပေါ့ဟိုကျမတို့အများချမ်းပါတယ်တို့ဘာလို့ပြောကြတာပေါ့ဒါပေမဲ့တကယ်ပြောရမယ်ဆိုလို့ရှိရင်တော့ကိုကိုစိုးကိုလုပ်တာကျမအဲ့ဒီလိုသူများတက်တာရရတာသူများစိတ်ချမ်းပါတာကိုကြောက်သူများသုံးတရားလွတ်မြောက်သွားတာအဲ့ဒါဆိုကျမဝမ်းသာတယ်ပီတိဖြစ်တယ်ဒါကြောင့်မို့လို့ကျမပီတိဖြစ်ချင်လို့ကျမလုပ်တာ ကျမဝန်သားချင်းလို့ကျမလုပ်တာကျမဝါသနာပါလို့ကျမလုပ်တာနော်ဒါကြောင့်မအဲ့ဒီအလုပ်ကိုကျမရှေ့ဆက်လုပ်ချင်သေးတယ်ပေါ့ကျမလုပ်နိုင်တဲ့လုပ်ချင်သေးတယ်အသက်ရှင်နေတဲ့ရေကျမနေတဲ့ရေလုပ်ချင်သေးတယ်အသက်ရှင်ပြီးမကျမ်းမာတော့မှတော့ကျမမသာကြောက်တယ်မကျမ်းမာတော့ကျမလုပ်ချင်တာဘာမှလုပ်လို့ရမှာမဟုတ်တော့ဘူးနော်အဲ့ကြောင့်ဒီကနေ့ level ကျမအဲကျမလုပ်နေတဲ့အလုပ်တွေကိုဆက်လုပ်ခြင်းဆက်မလုပ်နိုင်ခြင်းကကျမကျမရဲ့ဘောမှာမူတည်တယ် သို့တော့ကျမရှေ့ရနေပြီးတော့ကွယ်လွန်သွားနှင်းနဲ့ကွယ်လွန်သွားနှင်းနဲ့ကျေးဇူးရှင်မိဘဆရာသမားဒီကောင်မောင်မဆွေမျိုးသားချင်းအပြည့်ကတ်သုံးပါးနဲ့ကွယ်လွန်သွားကြတဲ့သူခုနှစ်သားသမီးတွေအားလုံးအတွက်ကိုကျမဒီနေ့တန်ငန်းကတ်လူတာပါတန်ငန်းကတ်လူတဲ့တန်ငါအပား300ကျော်ကိုကျမဆွန်ဆက်ကတ်လူရပါတယ်ဆွန်လောက်ပါတယ်မိတ်ဆွေတွေအခန့်ကျွေးမွေးပါတယ်နော်ဒီလိုပဲ အဲကျမရဲ့ညီမလေးပေါ့မောင်နှမောင်သားချေရဲ့ဇနီးဆိုတော့ကျမညီမလေးပေါ့အဲဇနီးအဖူကလည်းသင်္ကန်းလေဒီမှာသာပြီးတော့ကပ်ပါအဲ့တော့လောလောလတ်လတ်မကြသေးခင်လအနည်းငယ်ကွယ်လွန်သွားတဲ့ဆိုင်းဆရာမောင်သားချိုးဆိုင်းဆရာကိုနောင်ကျော်ပြီးတော့ဗကြီးဆရာလေးအုံးခိုင်စေနောက်ကျမရဲ့ပရဟိတသာသမီတွေ နော်အဲ့ဒါအားလုံးအတွက်ကိုကျမတို့အမြတမ်းဝေရဲရစက်ချပြီးတော့ကုသိုလ်ပြုပါတယ်ကျမကိုမွေးနေ့ဆုတောင်းပေးကြတဲ့ဆုံးဟိုပထမဦးဆုံးတော့ဖုံဖုံဦးလာတော်ကကျမရဲ့မွေးနေ့လေးကိုဖုံဖုံကကျင်းပပေးတာပေါ့နော်အဲကျမနဲ့ဒီပေါ့နော်ဆိုတော့ဖုံဖုံဦးလာတော်ရောနောက်ပြီးတော့ကျမရဲ့ဟိုမွေးနေ့ကိုဆုတောင်းပေးကြတဲ့နော် Facebook ကနေဆုတောင်းပေးကြတဲ့သူတွေပြီးတော့ Facebook Messenger ကနေမေတ္တာပို့ကြတဲ့ဆုတောင်းကြတဲ့သူတွေနောက် Viber ကနေဆုတောင်းပေးကြတဲ့သူတွေပေါ့နော် အွန်လိုင်းအားဆူတောင်းပေးတဲ့လူတွေအခုဒီကိုလာပြီးတော့ကိုတိလက်ရောက်လာပြီးတော့တွေ့ဆုံပြီးတော့ဒါဆူတောင်းရတဲ့ဘာလို့အားပေးကြတဲ့သူတွေနောက်အခုဒီမှာမန္တလေးကနော်ဒေါ်မမနိုင်ဒေါ်မမနိုင်ဆိုတာကရုပ်သေးပညာရှင်မှာမြန်မာနိုင်ငံမှာအမတန်ကြော်ကြားတဲ့ရုပ်သေးပညာရှင်မှာဂုံနုဦးသိန်းနိုင်ရဲ့သမီးပါအဲဒေါ်မမနိုင်ကလည်းပဲကျမမွေးနေ့မှာရုပ်သေးလေးနဲ့လာပြီးတော့မွေးနေ့လက်ဆောင်လာပေးပါတယ်အဲ့တော့အဲ့ဒီကျမမွေးနေ့နဲ့ပတ်သက်ပြီးတော့နော်အဲရဝဲရက်နီးရသူတွေအားလုံးကိုကျမကျေးဇူးတင်ပါတယ် ဝင်းတွေကိုချင်းမြင်ရတဲ့သူတွေအားလုံးကျွန်မအထူးပဲကျေးဇူးတင်ပါတယ်အားလုံးလည်းကိုစိတ်နှပြကျွန်မချမ်းသာပြီးတော့ကတ်သုံးပါသေးရတယ်ကျေးဇူးကြပါစေ